ဟယ်လိုအကိုမင်္ဂလာပါရှင်ကျမက DVB သတင်းတောက်မြေသစင်ပါရှင်အကိုတို့စကိုင်းနန်းလူမှုကူညီရေးအသင်းအနေနဲ့ပေါ့နော်မြေပြင်မှာကူညီရေးတွေလှုပ်ဆောင်နေတော့ရွှေတယ်လဝိရဏနဲ့ငွေဆက်ကူတွေကိုပိုင်ရှင်စီမှာအနှံ့ခဲ့တယ်လို့သိရပါတယ်ဒီအခြေအနေလေးကိုပြောပြပေးပါရှင်အခုလိုငနေစပြီးတော့လှုပ်ပြီးတော့နောက်ပိုင်းမှာကျတို့ပထမဆုံးလှုပ်ရတာကစားရေးတောင်းရေးပေါ့လေဟိုကလူတွေအကုန်လုံးကတိုက်ပေါ်မှာမနေရတော့ကျတော့နန်းတွေပေါ်ထွက်လာကြတော့စားရေးတောင်းရေးကျတော့လှုပ်ပြီးတယ်အဲ့နောက်ပိုင်းကျတော့တခါအတက်ပေါ်ကြီးတွေတူးရမယ်ဆိုတော့ သူငယ်တွေကတက်တက်ကြွကြပေါ့လေဒါတူးကျင်တယ်ပေါ့ဆိုတော့အတက်ပေါ်လေးတွေကျွန်တော်တို့ကလိုက်ပြီးတူးပေးတယ်ပရောမဲတော့သူငယ်တွေတူးနေကျွန်တော်တို့ကဟိုသွားပြီးရောကုညီတဲ့ပုံစံပဲဒါပေမဲ့ကျွန်တော်တို့ကမဟုတ်ဘူးငါတို့ခစားငါတို့တူးငယ်တွေစက်ကိယာပစ္စည်းတွေပါလေဒေတာဝယ်လိုက်ပြီးတော့ကျွန်တော်အဖွဲ့နဲ့တူးလိုက်တဲ့အခါကျတော့အိန္ဒိယကလွတ်လိုက်တဲ့ဒီစေစေအဖွဲ့နဲ့ကျွန်တော်တို့ချိန်ပြီးသွားတယ်ပေါ့ကျွန်တော်တို့တူးသည်မှာအိန္ဒိယအဖွဲ့ပါတယ်အမှန်မှန်ရရဆိုရင်ကျွန်တော်ပထမတူးတာကဟိုကမှ15လမ်းနဲ့16လမ်း82လမ်းပေါ့ငောင်းငန်းန်းလို့ခေါ်တာ အဲ့ဒီမှာအပွားအိမ်နဲ့မိနေအောင်လေအဲကျွန်တော်ပထမဆုံးတွေ့ရတာဖြစ်တယ်နောက်တစ်ခုကကြတော့အကျေတိုင်ဝင်းထဲမှာကိုတဟိုကိုပြီးသွားတဲ့နေ့ရက်၃ရက်ကအဲအမျိုးသမီးနေအောင်နဲ့တွေ့ပေါ့နော်အသက်ကြီး၆၀ပတ်ကျလဲမျိုးသမီးနေအောင်နဲ့တွေ့ပေါ့အဲ့ဒီဟာ၃ရက်တွေ့တယ်မနေ့ညတွေ့တာကအဲ့ဒီထဲကမျိုးသမီးတယောက်ပဲဖြစ်မုန်းဖြစ်တယ်အဲ့ဒီအဲ့ဒီကကောင်လေးရဲ့အဖေအမျိုးသမီးတူရဲ့ဖြစ်မုန်းပါလို့မိသားစုတွေပေါ့အဲ့ကျွန်တော်တို့ကမတွေ့ခင်တည်းကပထမဆုံးကဟိုဟို ီးသွားတဲ့နေ့ရက်လောက်ကဒီအမျိုးသမီးဒီမင်းညာကတူးတဲ့လူတွေမျိုးသမီးကိုတူးတဲ့နေကလည်းမထင်ပါဘဲနဲ့ကျွန်တော်တို့အဲလက်ကောက်အသေးငါးခွေအချီးတစ်ခွေဝေသားတွေရောကလန်းတံပိုးသိပ်ပြာကျော်လောက်ကျွန်တော်ရတယ်ကျွန်တော်အပ်လိုက်တယ်ပြီးတော့ဟိုတလောကလည်းအဲ့လိုပေါ့ငွေတွေကတော့တိတ်မမှတ်မိတော့လူငယ်တွေလောက်တာကိုကျွန်တော်ကတော့လူကြီးဆိုတော့သိမ့်တော့မင်းညာကလည်းအဲ့လိုပဲရက်ပေါ်ဒီယာသူ့လက်ထဲမှာဒီရွှေပစ္စည်းတွေကတိုင်ထားတာဒီရွှေပစ္စည်းတွေကိုသူမိသားစုတွေကထုတ်ပြီးပြန်နဲ့အပြေမှာသူထုတ်တန်းပြီးသွားတယ်သူကသူ့လက်ထဲကပစ္စည်းတွေကိုယူပြီးတော့မှ ပိုင်ဆိုင်ကိုပြန်အပ်တဲ့ခါမှာကျွန်တော်မှတ်တမ်းထပ်ပုံတွေယူထားလိုက်တာဖြစ်ပါတယ်ဟိုနောက်ထပ်သိချင်တာလေးရပါတော့ဒီခုနကအကိုတို့ဒီပိုင်ရှင်ထံပေါ်စီစစ်ပြီးအနှံခဲ့တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေ့ရှိမှုတွေကောပေါ့နော်ဒီဘယ်လောက်လောက်တွေ့ရှိခဲ့ပြီးပြီလဲပေါ့နော်ပြီးတော့ဒီလိုမျိုးအလားတူကိစ္စရက်တွေရောပေါ့နော်တခြားအသင်းဖွဲ့တွေမှာရောဘယ်လိုသတင်းတွေကြားထားတာမျိုးရှိပါသလဲရှင်အဲတို့ကကျွန်တော်တို့အဖွဲ့ကအဲ့ဒီခြေတိုင်းဝင်းထဲမှာတူးတာကအဲ့ပထမတစ်ထောက်တူးတော့ကလည်းလက်ောက်၆ခွဲနဲ့ငွေသားရတယ် အဲဓာတ်ထဲမှာတခုတော့ဘာရသေးရလို့မသိကျွန်တော်လည်းမေ့နေတော့မနေ့ကကျတော့ဘာရလဲဆိုအဲ့ဟိုကပုံလေးတက်လာမသိငါ့ညီမတက်လာမသိဟိုကအလုပ်ဝင်ရတာတွေပေါ့နော်တော့များပါတယ်ဆိုတော့အဲ့တော့ဒီနေရာမှာဟိုသူများအပြစ်ပြောတော့မဟုတ်ဘူးကျွန်တော်တို့တခြားနေရာတွေသွားတဲ့အခါမှာအရင်တော့ကတော့ဒီတိုက်ကြိုတိုက်ကြရောက်ကနေဘက်ပေါ်လေးကိုဖောကျင်တာဟုတ်ကွာတဲ့လူရဘလောက်လာလာဆိုပြီးတော့တောက်တဲ့အခါမှာပုံလုံး welcome ပေါ့နော်ဒါပြလို့နောက်ပိုင်းကျတော့ ဒါကလောက်ကူရဲ့လူတွေကပစ္စည်းတွေ့ပြီဆိုတော့ကမသိမသာယူသွားတာပေါ့နော်အမှန်တရားကုတင်အောင်ဆောင်ရွက်ပစ္စည်းလာယူတာအဲ့ကြေတနာတွေကတခြားနေရာတွေမှာတက်နေရဆိုပြီးတော့ကျွန်တော်ကြားတယ်အဆိုင်ဆိုင်မှာမှတင်းနေပေါ့နော်တချို့နေရာတွေကျတော့ညာပိုင်းဆိုရင်လည်းတညာလုံးလောက်တော့မလုတော့ဘူးလေ၈နိုင်မှလုတယ်ဒါကကုတင်နဲ့အတင်းနိုင်အောင်ဆွံ့ကြည့်ဘူးပေါ့နော်တချို့မှပဲနဲ့တချို့ကျတော့လည်းမလုလဲဆိုတော့ဟိုတူးတဲ့လူကတူးတယ်ဗျအိမ်ကျအုပ်နေရာမှာပစ္စည်းကိုပစ္စည်းပေါ်လာနေဝင်းဝင်းယူတာအဲ့တော့ကျွန်တော်တို့ကပြောတယ်ကျွန်တော်ကူးတဲ့အလုပ်လုပ်ရမှာလားခင်ဗျားတို့ပစ္စည်းယူတာကိုစောင့်ရမှာလားပေါ့နော် က်ပေါ်ကြီးလိုချင်လို့ကြီးပစ္စည်းကို memory နဲ့ပစ္စည်းဆိုတာကအဲအဆုံးဆောင်ပစ္စည်းပေါ့။တမိုးကြီးကြီးဆိုတော့ကျွန်တော်တခါတန်းအလိုက်ပါဘူး။အဲ့တော့အခြားနေရာတွေမှာတော့ပြဿနာတက်တက်ရှားတယ်။ပစ္စည်းကြီးရဲ့လူလောင်းကနောက်ပိုင်းရက်တွေပေါ့လေ။ကျွန်တော်အတင်ရတယ်9ရက်တနင်္ဂနွေလောက်ပြီးတော့9ရက်နောက်ဒီကတော့တကယ်ကိုစိတ်ကျင်းကပြင်းစင်းသွားလဲလုံနေတယ်9ရက်နောက်ပိုင်းမှာတို့ဟလာဝေဖောက်လာတာလေးကြီးတယ်လို့ကျွန်တော်လည်းကြားပါတယ်ဟာအဲဟိုကပေါ့ဘယ်ရက်ွက်ဘယ်ရီသားပေါ့လေ။အတင်းရအတင်းကတော့မသိဘူးဘယ်အတင်းနေလဲမသိဘူး။အဲစိုက်ပြိုထားတဲ့ရက်ွက်ခံနေရကျွန်တော်တို့ကိုပြန်ပြောကြတာ။ဟုတ်ကဲ့။